င်္ဂလာပါအခေရတဲ့ဖြစ်ပါတယ် Honor 100 series လေးတွေကိုစောင့်နေရကြပြီဒီတစ်ခေါက်တော့စောင့်ရကြိုးနဲ့အောင်အသစ်ထွက် Honor 400ကို Global Official တွင်ပေးလိုက်ပြီ Honor က200 series ကိုဒီလိုတွင်ပြီးနောက်ပိုင်းမှာဒီတစ်ခေါက်400 series ကိုပြန်တွင်လိုက်တာဆိုတော့ upgrade လုပ်ချင်တဲ့သူတွေလည်းခဏခဏစဉ်းစားနေကြရမလို့တော့ပဲနဲ့အဆင်ပြေသွားတယ် Honor 2 and Drama တွေကဒီ Apple Mirage Phone တွေထဲမှာကျွန်တော် personal အရာ camera ပိုင်းကြိုက်ခဲ့တဲ့ phone ဆိုတော့ဒီတစ်ခေါက် Honor 4 and Drama လည်းပဲပြောစရာလေးရှိနေသေးတယ်။ upgrade ဖြစ်လာတဲ့အပိုင်းတွေများတဲ့အပြင်ဒီ trend တစ်ခုမှလည်း Honor Phone တွေကအမိလိုက်ပြီးတော့ဥဆောင်ပြေးနေတဲ့ brand ဖြစ်နေတာကိုတော့ငြင်းလို့မရဘူး။ ီနေ့တော့ Honor ရဲ့ AI နှစ်လို့ပြောရမလားပဲ Honor 400မှာ AI features တွေကိုစုပြုံပြီးထည့်ပေးထားတာကိုတွေ့ရတယ်ဒီထဲမှာဒါနှစ်ပိုင်းထပ်ခွဲရရင်ကင်မရာပိုင်းမှာထည့်ပေးထားတဲ့ AI features တွေနဲ့ personal use တွက် AI features တွေဆိုပြီးတော့ဆုံဆုံလင်းလင်းပါလာတာကိုတွေ့ရတယ်ဒီ video မှာတော့ Honor 400ကို first impression အနေနဲ့ဘာတွေပါဝင်လာသလဲဆိုတာရယ်ဘာတွေပြောင်းလဲသွားသလဲဆိုတာနဲ့အသစ်ပါဝင်လာတဲ့ AI features တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ် Honor 400 series ကဒီ Honor 100 series တကူလုံးကိုပြောင်းလဲလိုက်သလိုပဲဒီဇိုင်းပိုင်းကစပြီးတော့ပြောင်းလဲသွားတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆိုလို့ရှိရင်ဒီ mirage phone တွေနဲ့ upper mirage phone တွေမှာ cuff display တွေအပြိုင်အဆိုင်ထည့်ခဲ့ကြတာ။ Honor 200တော့ကလည်း4 rounded bezel တွေနဲ့ထွက်ခဲ့တာ။ဒါပေမဲ့ဒီ2025မှာတော့ဒီဇိုင်းပိုင်းတစ်ပတ်ပြန်ပြီးတော့လဲလာသလိုပဲ user experience အရလဲတာ flat screen တွေကပို့ပြီးတော့ သုံးရတဲ့အပိုင်းမှာ predicate ဖြစ်တယ်ဆိုတော့ honor 400 series မှာလည်း flat screen တွေကိုပြန်ပြီးသုံးပေးလာတယ်။နောက်ထပ်တစ်ခုကဒီ honor 400က fully combat phone ဖြစ်သွားတယ်။လက်တစ်ဖက်တည်းနဲ့ gain လို့အဆင်ပြေလာတယ်။ combat phone ကိုကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းရွေးချယ်စရာတခုတိုးလာတာပေါ့။ design မိုင်းမှာပုံမှန် glass sandwich design ကိုမှ flat frame နဲ့ဖြစ်သွားတယ်။အထူက 7.3mm အထူပဲရှိလို့ဒီ size phone တစ်လုံးအနေနဲ့ hand feeling ပိုင်းမှာတော်တော်လေးကောင်းတယ်။ဆိုတော့အလေးချိန်ကတော့ 184g ဆိုတော့အနေတော်ပဲလို့ပြောလို့ရတယ်။ရှေးဘက်ဆက်ကရင်နောက်ဘက်ကာဗာနဲ့ဖရင်ဂျာထဲမှာဘာမှမရှိဘူး။တသားတည်းဖြစ်နေရဲ့။ဒါကျွန်တော်ရှိရောင်းနေတာကတော့ black color ဆိုတော့နောက်ဖက် cover နဲ့ဒီ frame ကိုမှ အမဲရောင်ကိုမှ matte ဖြစ်တဲ့အသားနဲ့ဆိုတော့ cover မတက်ဖ ೇನೆ ကန်ကျင်တဲ့သူတွေအတွက်ဆိုရင်လည်းအဆင်ပြေတယ်။လက်ရည်ပါလေမထင်ဘူး။ကျန်တဲ့အပိုင်းမှာလည်းဒီ design ဘိုင်းကရိုးရိုးရှင်းရှင်းနဲ့ minimalist style ဖြစ်လာတယ်။ ဆိုကင်မရာဘမ်ကတော့အရင် Honor 300 design ဘိုင်းနဲ့ခက်ဆင်ဆင်ဆိုပေမဲ့တူတော့မတူကင်မရာ lens နှလုံးကကင်မရာဘမ်ရဲ့ရှေ့ကိုတဆင့်ထပ်ပြီးတော့ထွက်လာတဲ့ design မျိုးဖြစ်လာတယ်။ဒါ flashlight ကလည်း round shape ဖြစ်သွားတယ်။ body ကရိုးရိုးရှင်းရှင်းဆိုပေမဲ့ဒီကင်မရာဘမ်ကတော့ထူးထူးခြားခြားမြင်တွေ့နေကြမဟုတ်တဲ့ပုံစံကိုလုပ်ပေးထားတယ် plus size ဖုန်းကိုမကြိုက်ဘဲနဲ့ကင်မရာကောင်းကောင်း performance ကောင်းကောင်းကင်ကျင်တဲ့သူတွေအတွက်အဆင်ပြေတဲ့ design လို့ပြောရမယ်။ဘေးပေါင်ကတော့ဒါထုံးစံအတိုင်းပဲ frame ရဲ့ညာဘက်မှာ power button နဲ့ follow up down clue တွေပါမယ်။ဒီ clue တွေက solid ဖြစ်ပြီးတော့ clicky ဖြစ်တဲ့ feeling မျိုးခံစားရတယ်။ ်အပေါ်ဘက် frame မှာကတော့ speaker ရဲ့ IR blaster sensor ရဲ့ secondary mic ရပါတယ်အောက်ဘက်မှာတော့ sim tray နဲ့ mic နဲ့နောက်ကျွန်တော် USB type C 2.0ရဲ့ speaker portable ရဲ့ပါတယ်ဆိုတော့ဒီ sim tray မှာ sync ကနှစ်ကပ်ဆိုက်လို့ရတယ် eSIM လည်းသုံးလို့ရတယ်ဒါကတော့ 5G ဖုန်းတစ်လုံးအတွက်ပြည့်စုံသွားတယ်လို့ပြောရမယ် frame မှာလည်း function တွေစုံစုံပြည့်ပြည့်စုံစုံဖြစ်နေတာကိုမြင်ရတယ်ဒီတစ်ခေါက် screen မှာကတော့ပြောစရာတွေများတယ် ဆိုတော့ design ဘိုင်းမှာလည်းအပြောင်းလဲလေးဖြစ်လာလို့ဒါ viewing experience ဘိုင်းမှာပါအပြောင်းလဲဖြစ်သွားတယ်။ပုံမှန်6.7 inches screen တွေကနေပြီးတော့ compact size ဖြစ်တဲ့6.55 inches ကိုပြောင်းပြီးတော့ထည့်ပေးလိုက်တယ်။2025မှာဖုန်းတွေအားလုံးဒီလို flat ပြန်ဖြစ်လာတဲ့အချက်တစ်ချက်ရှိရယ်။အဲ့ဒါကတော့ဒီ screen ရဲ့ bezel တွေကိုကျဉ်းကျဉ်းလေးထုတ်လာနိုင်လို့ပဲ။ Honor 400ရဲ့ Bebop Bezel တွေကတော်တော်လေးကိုဂျင်းပြီးတော့ screen တစ်ခုလုံးက19.3 screen to body ratio အထိရှိရယ်။ပုံမှန်မြင်တွေ့နေကြ 20x9 ratio ရှစ်ရှစ်မျိုးမျိုးပုံစံတွေမဟုတ်ဘဲနဲ့ 19.5x9 ratio နဲ့ဖြစ်သွားလို့ screen ကိုကြီးတဲ့အခါမှာပြပြဝဝမြင်ရတဲ့ feeling မျိုးဖြစ်လာတယ်။ AMOLED 1.5K resolution နဲ့ 460ppi အထိရှိလို့ရုပ်ထွက်ကကြည်ကြည်လေးလေးနဲ့တော်တော်လေးကြည့်လို့ကောင်းတယ်။ 120 Hz refresh rate လည်းပါမယ်ဆိုတော့အကြမ်းဆုံးအချက်ကတော့5000 nit peak brightness ပါတဲ့အချက်ပဲဒါက industry leading number ဖြစ်တဲ့အတွက်ဒီ display ကကြိုက်တဲ့နေရာမှာသုံးယုံမယ်နေဘက်ညဘက်နေအောင်အောင်မီးအောင်အောင်မှာရှင်းရှင်းလင်းလင်းမြင်ရတယ်လို့ဆိုလိုတာပဲ eye protection ဘိုင်းမှာလည်း hardware နဲ့ software ပေါင်းစပ်ပြီးတော့ function တွေအများကြီးပါလာတယ်3840 Hz PWM dimming နဲ့ dynamic dimming display ဖြစ်လို့မျက်စိထိခိုက်မှုအကောင်းဆုံးလျှော့ချပေးထားတယ် ဆို blue light short ချတဲ့အပိုင်းမှာလဲ headwell level မှာ short ချပေးထားတာဖြစ်လို့ဒါစာဖတ်များတဲ့သူတွေအတွက်ဆိုရင်လဲအဆင်ပြေတယ်။ညာဘက်မီးပိတ်ပြီးတော့ဖုန်းသုံးတတ်တဲ့သူတွေအတွက် ultra dark mode ပါတယ်။1.5 nits အထိကို minimum brightness ကို short ချပေးထားနိုင်တယ်။ကားပေါ်မှာဖုန်းသုံးရင်မူတတ်တဲ့သူတွေအတွက်လဲ motion sickness relief ဆိုတဲ့ function လေးပါတယ်။ ဆိုတော့သူကဖုန်းကိုလှုပ်ရှားနေတဲ့အချိန်မှာအမြင်အာရုံတည်ငြိမ်စေဖို့အတွက်ဒီ screen ရဲ့ဘေးဘက်မှာ dot လေးတွေပြပေးထားတယ်။ဖုန်းရဲ့ motion alike ဒီ dot လေးတွေကို stable ဖြစ်အောင်လုပ်ပေးထားပြီးတော့ကိုယ့်ရဲ့မျက်စိကိုဒါမလှုပ်ရှားဖြစ်အောင်ထိမ့်ပေးထားတဲ့ function ဖြစ်လို့ဖုန်းသုံးရင်ကားမှုတတ်တဲ့သူတွေအနေနဲ့ဒီ function လေးကိုဖွင့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုထိထိမ့်ပေးထားနိုင်တယ်။ ညာဘက်ဖုန်းသုံးတဲ့သူတွေအတွက် AI နဲ့အလင်းကိုထိန်းချုပ်ပေးနိုင်တဲ့ AI defocus display နဲ့ AI circadian night display လောက်ပါလို့အိတ်ဆက်ချိန်တွေကိုအနှောက်အယှက်မဖြစ်တော့ performance by my snapdragon 7 gen 3 chipset ကိုပဲသုံးပေးထားသေးတယ်။ honor ကတော့ဒီ snapdragon 7 series မှာသူ့နောက်ထွက်တွေကလည်း4 nanometer architecture ပေါ်မှာပဲအခြေခံထားသေးရဖြစ်လို့မပြောင်းလဲသေးရလို့ထင်တယ်။ဆိုတော့နောက်ထပ်တစ်ချက်က stable ဖြစ်တဲ့ chip ကိုပဲပြန်သုံးခြင်းလို့လည်းဖြစ်နိုင်တယ်။ gaming မိုင်းမှာလည်းဒီ Snapdragon 7 Gen 3က performance ကောင်းကောင်းထွက်သေးတဲ့အတွက်ပြန်သုံးတာမျိုးလည်းဖြစ်နိုင်တယ်။နောက်ထပ် AI features တွေအများကြီးကိုကောင်းကောင်း handle လုပ်နိုင်ဖို့အတွက်သုံးတာမျိုးလည်းဖြစ်နိုင်တယ်။ဆိုတော့ဘာပဲဖြစ်ဖြစ်လက်ရှိဒီ software တွေရော gaming မိုင်းရော AI ဘိုင်းမှာရောကောင်းကောင်းအသုံးချနိုင်သေးတဲ့ chipset ဖြစ်တဲ့အတွက် daily use ဘိုင်းမှာတော့အဆင်ပြေ။ RAM 12GB နဲ့ ROM 256GB 512GB နှစ်မျိုးရည်ချင်လို့ရ။ Apple Mirage ဖုန်းတစ်လုံးအတွက်ဆိုလို့ရှင်တော့လိုအပ်တဲ့ performance အပြည့်အဝပါတယ်။ software ပိုင်းမှာ Android 15 base ဖြစ်တဲ့ Magic OS 9နဲ့လိုက် Magic OS 9နဲ့အတူပါလာတာက AI features တွေပဲဆိုတော့ Honor ရဲ့ဒီ global ဖြစ်တဲ့အတွက် main AI assistant အနေနဲ့ Gemini ကိုထည့်ပေးထားတယ်။ Cycle to search function ကလည်းမပါဘူးဖြစ်အနေနဲ့ပါတယ်။နောက်ထပ် highlight လုပ်ရမယ့် AI features တွေအနေနဲ့ AI Magic Portal, AI Conversation, AI Interpreter, AI Live Translation, AI Subtitle, AI Magic Capsule, AI Recorder, AI Writing Tools နဲ့ AI Note တို့ပါတယ်။ဒီနေရာမှာ AI သုံးမျိုးကိုဖုန်းတစ်လုံးဝယ်ယူမယ်ဆိုလို့ရှိရင်တော့တချို့ ုန်းတွေမှာဒီ features ကနှစ်ခုသုံးခုပါရာမျိုးရှိတယ်လို့တချို့ဖုန်းတွေမှာဆိုလို့ရှိရင်အများဆုံး 6ခု9ခုလောက်ပဲပါရာမျိုးရှိပေမဲ့ဒီ Honor 400 series လိုမျိုးရှိရှိသမျှ AI features တွေအကုန်လုံးစုပြီးတော့ထည့်ပေးထားတာတော့ရှက်ရှက်ပါပါပဲဒီထဲမှာကျွန်တော်အကြိုက်ဆုံး AI features တွေဆိုလို့ရှိရင်တော့ပထမတစ်ခုက AI subtitle ဆိုတဲ့ feature ဆိုတော့ AI subtitle မှာဆိုရင် Honor AI features တွေထဲမှာဒါဝင်ပြီးတော့ဖွင့်ထားပေးလိုက်ရင်သူက screen ပေါ်မှာပေါ်နေပြီးတော့ video တစ်ခုကိုဖွင့်လိုက်တာနဲ့အဲ့ဒီ video ကို auto subtitle ပေါ်ပြပေးတဲ့ features ပါဘာသာစကား15မျိုးထိတောင်ပါတယ် ဆိုတော့ तू อ่ะ English လိုမျိုးပြောနေတဲ့ video မျိုးဖြစ်တယ်ဆိုလို့ရှိရင်တခြားဒီသူ့ထဲမှာပါတဲ့ဘာသာစကား15မျိုးစီကိုလည်းတိုက်ရိုက်ဘာသာပြန်ပြီးတော့ subtitle လေးကြည့်လို့ရတယ် ဒီနေရာမှာဘာကအားသာသွားသလဲဆိုလို့ရှိရင်ဒါ TikTok လိုမျိုး social media ကဗီဒီယိုတွေကို ကြည့်တဲ့အခါမှာစပ်တိုက်တဲ့ဘာမှကြည့်တတ်တဲ့သူတွေအတွက်လည်းတခါတည်းရှင်းရှင်းလင်းလင်းနဲ့စာတန်းတို့ကြည့်လို့ရတယ်အထူးသဖြင့်ကတော့ landing video တွေကြည့်တဲ့အခါမှာစပ်တိုက်တဲ့မပါလို့နားမလည်လိုက်တာမျိုးလည်းမရှိတော့ဘူးပေါ့စပ်တိုက်တဲ့ history ကိုပါ save ထားလို့ရလို့ဒီ video မှာစပ်တိုက်တယ်လည်းထိုးခြင်းနဲ့စာလည်းမရိုက်ချင်ဘူးဆိုတဲ့သူတွေအတွက်လည်း premium features ကိုအကန့်အသတ်မရှိ free သုံးလို့ရသွားတယ်နောက်ကျွန်တော်တို့ landing video တွေမှာဆိုလို့ရှိရင်လည်းဒီ sub ိုက်တယ်ကိုကျွန်တော်တို့ note အနေနဲ့ထုတ်ထားပြီးတော့မှတ်ထားလို့လည်းရတယ်။ဖွင့်လာတဲ့ video ပေါ် live ပြီးတော့ဒီ live subtitle ထိုးပေးတာမျိုးဖြစ်လို့တော်တော်လေးကိုအသုံးဝင်တဲ့ features ဖြစ်တယ်။ AI translation မှာလည်း live 2ရောက်စကားပြောတာကို translate လုပ်လို့ရတယ်။သူလည်းပဲဘာသာစကား15မျိုးပါပြီးတော့ဒါမြန်မာတွေအသွားများတဲ့နိုင်ငံကဘာသာစကားအများစုတွေဖြစ်တဲ့အတွက်ဒီ features တွေကလည်းအသုံးဝင်တယ်။ဆိုတော့ AI writing tools ကလည်းဒီ message တွေပို့တဲ့အခါ email တွေပို့တဲ့အခါမှာကိုရေးချင်တဲ့အကြောင်းအရာကိုပြောလိုက်တာနဲ့ AI ကတခါတည်းရေးပြီးတော့တန်းပြီးတော့ပို့လို့ရတာဖြစ်တဲ့အတွက်ဒါလည်းပဲတော်တော်အသုံးဝင်တယ်။ AI recorder မှာလည်း AI speech to text transcription ဆိုတာပါတယ်။ဆိုတော့ seminar တက်တဲ့အခါမျိုးတွေနဲ့အတန်းတက်တဲ့အခါမျိုးတွေမှာအတန်ဖန်းထားပြီးတော့စာနဲ့နှုတ်ပြန်ထုတ်ထားလို့ရတယ်။ဆိုတော့ရလာတဲ့ဒီ text တွေကိုလည်း AI summary နဲ့ပြန်ချုပ်ပြီးတော့အရေးကြီးတဲ့အပိုင်းတွေကိုပဲတည်တံ့ထုတ်ထားလို့ရတယ်။ ဆိုတော့ AI ရဲ့အကူအညီနဲ့နောက်ပိုင်းမှာ landing လောက်ကတော့ပို့ပြီးတော့မြန်ဆန်လွယ်ကူလာပြီလို့ပဲပြောရမယ်။နောက် AI magic portal ဆိုတာကတော့ဒီဖုန်းရဲ့ screen ကို lock နဲ့ဒီလို knock လုပ်တဲ့ပုံစံခောက်ပြီးတော့ဝိုင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအပိုင်းလေးကို photo အဖြစ်နဲ့ဒါ favorite space ဆိုတာတွေကို save ထားလို့ရတယ်။ဆိုတော့ gallery တို့ note တွေကိုလည်းတန်းပြီးတော့ save လို့ရတယ်။ top party app တွေလည်းတန်းပြီးတော့ share လို့ရတယ်ဆိုတော့ဒီ features ကလည်းအသုံးဝင်တယ်လို့ပြောရမှာပဲ ဆိုတော့ Gemini တို့ဒီ Cycle to Search တို့ကတော့ဘာမှပြောနေစရာမလိုတကယ်ကိုအသုံးဝင်တဲ့ AI features တွေပဲ Magic OS 9မှာအသစ်ပါလာတဲ့ features တွေမှာသဘောကျတဲ့ features အနေနဲ့ Rubik Cube ဆိုတဲ့ features လေးလည်းပါတယ်ဆိုတော့ဒါ Rubik Cube ဆိုတာကတော့ကျွန်တော်ပုံမှန်ဒီအတုံးလေးကိုလက်ရွှေ့ပြီးတော့စက်ကားတဲ့ဟာမျိုးပေါ့ဒါဒီနေရာမှာပြန်ပြီးတော့သုံးမိထားတယ် ဆိုတော့အဲ့ဒီထဲမှာ home secret နဲ့ပတ်သက်တာတွေအားလုံးကိုတနေရာထဲမှာပြင်လို့ရတယ်ဆိုတော့ themes တွေကိုလည်းတစ်ခါတည်း change လို့ရသွားတယ် wallpaper တွေကိုလည်း color change တာတွေ blur လုပ်တဲ့ functions တွေကိုတစ်ခါတည်း change လို့ရလာတယ် icon တွေကိုလည်းကိုလိုချင်တဲ့ပုံစံအတိုင်းထားလို့ရတယ်ဆိုတော့အနားတွေကဘလောက်ထိ round လုပ်မလဲဆိုတာတွေက change လို့ရတယ် control center cloud တွေကိုပါအဝိုင်းလုံးမလား၄တောင်းလုံးမလားဆိုတော့ပါချိန်လို့ရသွားတယ်ဆိုတော့တော်တော်လေးကိုသူ့ရဲ့ UI ဘိုင်းမှာ customize လုပ်လို့ရတဲ့အပိုင်းတွေများသွားတာပေါ့ Not a bad game, Rabbi. ဆိုရှေ့မှာပြောခဲ့သလိုပဲဒီ Honor 100 series တွေရဲ့ကင်မရာကဆိုတော့ဒီ mirage phone တွေထဲမှာကျွန်တော်အကြိုက်ဆုံးကင်မရာတွေမှာပါတယ်အထူးသဖြင့် color ဘိုင်းရောသဘောအကျဆုံးပဲနောက်ပိုင်းမှာဒီ phone တွေဒီအထူးသဖြင့် mirage phone တွေမှာ lens တွေ sensor တွေကိုဒါပြပြီးတော့ software ဘိုင်းနဲ့ဒီ portrait ဘိုင်းတွေကို color တွေပြောင်းချပြလိုက်တော့ natural sun နဲ့ပုံထွက်ကိုမရတော့ဆိုတော့ဒါကလူပုံအလှပုံရိုက်တဲ့အပိုင်းမှာမသိတော့ဘူးဆိုတော့တော်တော်လေးလှတယ်ဆိုပေမဲ့ဒီရှုခင်းပုံတွေရိုက်တဲ့အခါ protect shoe တွေရိုက်တဲ့အခါမှာ natural sun နဲ့သဘာဝအရောင်မရတော့ ဆိုတော့ online ကပုံနဲ့အပြင်ကပုံမတူဘူးဆိုတာမျိုးတွေဖြစ်လာတယ်။ color အမြင်ပိုင်းမှာမှားတာမျိုးတွေဖြစ်လာတယ်။ဆိုတော့အလားပုံရိုက်တဲ့အပိုင်းကလွှဲရင်ကျန်တဲ့အပိုင်းဒီလုပ်ငန်းပိုင်းဆိုင်ရာအတွက်ကင်မရာကတိတ်ပြီးတော့အသုံးမဝင်တာမျိုးဖြစ်လာတယ်။ Honor 100 series ရဲ့ဒီကင်မရာကတော့ mirage phone တွေထဲမှာ product shoot ရိုက်ဖို့အတွက်ကျွန်တော် recommend ကောင်းကောင်းပေးပြတဲ့ series ဖြစ်တယ်ပေါ့ Honor 400ရမှာ main camera အနေနဲ့200 megapixel sensor size 1 by 1.4 inch ရှိတဲ့ sensor ကိုသုံးပေးထားတယ် aperture f1.9 နဲ့ wide lens တက်ပေးထားတယ် OIS plus EIS stabilization တကားရဲတွဲထည့်ပေးထားတယ်။ zone ကို 2H54 mm, 4H ကို108 mm နဲ့ 30H အထိကို digital zone ဆွဲလို့ရတယ်။ 15H အထိကို detail ကောင်းကောင်းကြံကြံနဲ့ဆွဲလို့ရတယ်။ 30H မှာလည်း detail တွေအများကြီးရော့မသွားဘူး။နောက်ထပ်တစ်လုံးကတော့12 megapixel ultra wide တစ်လုံးပါပြီးတော့112 degree ထိ wide ရလို့ရတယ်။ so portrait ဘိုင်းမှာလည်းညင်နေတဲ့ object တွေနဲ့မကဘဲနဲ့လှုပ်ရှားနေတဲ့ object တွေကို portrait mode နဲ့အကောင်းဆုံးရိုက်လို့ရတယ်။ ့ပုံထွက်တွေကတော့ထုံးစံအတိုင်း color မှန်မှန်နဲ့ထုတ်ပေးနိုင်တယ် clarity ကောင်းတယ်ပေါ့ဆိုအဓိကပြောရမှာက camera ဘိုင်းမှာလည်း AI ဒီတပြုတ်ကြီးထည့်ပေးထားတဲ့အချက်ပဲ camera ကိုတော့ AI portrait snap နဲ့တွဲပေးထားပြီးတော့လျှက်တစ်ပြက်ရိုက်တဲ့ snap portrait တွေမှာပါအကောင်းဆုံးပုံထွက်ကိုထုတ်ပေးနိုင်တယ် selfie camera ကိုတော့50 megapixel f2.0 ရှိတဲ့ကင်မရာကိုထည့်ပေးထားတယ်ဆိုတော့ selfie camera ရုပ်ထွက်ပိုင်းမှာလည်းတော်တော်လေးကောင်းတယ် quality ပိုင်းမှာမြင့်ပြီးတော့ detail လေးတွေလည်းကောင်းတယ်ဆိုတော့ပုံထွက်တွေက sharp ဖြစ်တယ် color ပိုင်းလည်းမှန် AI image to video moving ဆိုတဲ့ function ကတော့ရိုက်ထားတဲ့ပုံတွေအမှတ်တရပုံလေးတွေကို movement တွေဖြစ်အောင်လှုပ်ရှားတဲ့ video လေးတွေဖြစ်အောင် AI နဲ့ဖန်တီးတာ။ဆိုတော့အမှတ်တရ moment လေးတွေကိုပြန်ပြီးတော့ခန်းစားလို့ရတယ်။အရင်ကပုံအဟောင်းလေးတွေကိုလည်းလှုပ်ရှားအောင် ပြန်ပြီးတော့လုပ်လို့ရတယ်ဆိုတော့တော်တော်လေးသဘောကျတယ်။ နောက်တစ်ခုကဓာတ်ပုံရိုက်တဲ့အခါမှာ moving photo တွေကိုဖွင့်ပြီးတော့ရိုက်လိုက်မယ်ဆိုလို့ရှိရင်လှုပ်ရှားတဲ့ပုံလေးတွေကိုတခါတည်းရတယ်။ဆိုတော့ဒီပုံလေးတွေကိုစုပြီးတော့ဒါ college လုပ်လို့ရတယ်။ဒါလည်းပဲအမှတ်တရ moment လေးတွေကိုတင်ထားလို့ရတဲ့နောက်ထပ်တနည်းဖြစ်သွားတာပေါ့။နောက်ထပ် AI object remove နောက်ကျွန်တော် AI expand နဲ့ AI background change AI i adjust တို့လို function တွေလည်းပါသေးတယ်။ဆိုတော့ဒီဖုန်းကတော့ AI ဘိုင်းမှာရွတ်တမြအကုန်ပါတယ်ဆိုတဲ့ဖုန်းပဲ။ နောက်ထပ်ကတော့ Honor Phone တွေရဲ့ထုံးစံအတိုင်း durable နဲ့ reliable ပိုင်းဆိုတော့ဒီပိုင်းမှာတော့ Honor 400 series မှာလည်းအကျန်းခံတဲ့အပိုင်းနဲ့ရေရှည်သုံးဖို့အတွက်တင့်တော်တဲ့အချက်လေးရှိသေးတယ်ဆိုတော့ drop resistant အတွက် SGSAF 5 star rating certified ဖြစ်တဲ့ဖုန်းဖြစ်တယ်။ပျောက်ကြတာတွေလွတ်ကြတာတွေကိုခံနိုင်ရှိသလိုအစင်းရတွေ scratch ဖြစ်တာတွေကိုလည်းခံနိုင်ရှိတယ်။ Honor 400ကိုဝယ်မယ်ဆိုလို့ရှိရင်ရပ်ပေါင်း180အတွင်းဘာကြောင့်ကွဲကွဲမှန်တဲ့ချက်အစ်စ်ပြန်လဲပေးမယ်အစီအစဉ်လည်းရှိတယ်ဆိုတော့နူးနူးရွရွရေးပါခြင်နေကြလည်းမလို့ IP66 dust and water resistant အပိုင်းဆိုရေစင်တာအပြင် high pressure water pump နဲ့ထိုးရင်တော့မှပဲခံနိုင်ရှိဒါဖုန်းတစ်လုံးကိုဝယ်ပြီးတော့ကြာကြာကန်ကျင်တဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်လို့ရတဲ့ဖုန်းတစ်လုံးဖြစ်တယ် ဘက်ထရီပိုင်းအနေနဲ့6000 milliampere hour silicon carbon battery ကိုထည့်ပေးထားတယ်ဆိုတော့6000 mAh ပေါ့သူရဲ့ size နဲ့ battery ပိုင်းကတော့လိုအပ်တာထက်ပိုတဲ့ battery လို့ပြောရမှာပဲဆိုတော့တော်တော်လေးကိုကြာရှည်ခံတဲ့ battery life နဲ့ဖုန်းဖြစ်တယ်ပုံမှန်သုံးရင်တရက်ခွဲအထက်အားခံတယ် ဆိုဆီလီကွန်ကာဗွန်ဘက်ထရီဖြစ်တဲ့အတွက်အကျန်းခံတဲ့အပိုင်းမှာလည်းပိုပြီးတော့များလာတယ်။အပူချိန်အရန်နှဲတာပဲဖြစ်ဖြစ် အရန်မြင့်တာပဲဖြစ်ဖြစ်ခံနိုင်ရရှိရယ်။၄နှစ်လောက်သုံးပြီးသွားရင်လည်းဘက်ထရီ health က80%အထက်မှာကျန်နေအောင်မယ်လို့သိရတယ်။ဆိုတော့ဒီနေရာမှာလည်း AI သုံးထားပြီးတော့ Honor Power Management System ထဲမှာ Dynamic Power Allocation Algorithm နဲ့အလုပ်လုပ်ပေးတယ်။ ဖုန်းကိုလုတ်အရမ်းမများတဲ့အချိန်အသုံးပြုတာနည်းတဲ့အချိန်မှာပါဝါကို short ချပေးထားပြီးတော့ဘက်ထရီကိုပို့ပြီးကြာကြာခန့်စေတယ်။ဆိုတော့ standby time အနေနဲ့အသုံးမပြုဘဲထားမယ်ဆိုလို့ရှိရင်26ရက်အထိတလနီပါထားလို့ရတယ်လို့သိရတယ်။ဆိုတော့ charger မှာရောတော့ 80W fast charger နဲ့အပြည့်အဝသွင်းလို့ရပြီးတော့ဒါ15မိနစ်ကို40ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းသွင်းမယ်ဆိုရင်တော့54မိနစ်နဲ့အသွင်းလို့ရမယ်။ ကျွန်တော်ဒီနေ့ first impression လုပ်ပေးခဲ့တဲ့ဖုန်းကတော့ honor ကနေပြီးတော့အသေးထွက်ရှိထားတဲ့ honor 400ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ်ဆိုတော့ဈေးနှုန်းနဲ့အသေးစိတ်အချက်အလက်တွေကိုတော့ဒီဗီဒီယိုရိုက်ကူးနေတဲ့အချိန်မှာမသိရသေးတဲ့အတွက် official ကြေညာတဲ့အချိန်မှာဈေးနှုန်းနဲ့အချက်အလက်တွေကို comment box မှာဖြစ်ပေးသွားပါမယ်ဆိုတော့ pre order မှာယူမယ်ဆိုလို့ရှိရင် honor choice watch 2i honor choice earbud x7 line နဲ့ Honor Choice 10000 mAh power bank တန်ကြီးအနေနဲ့၅သိန်းဝန်းကျင်လောက်အထိကိုလက်ဆောင်ပြန်ပေးသွားမယ်လို့လည်းသိရပါတယ်။ဆိုတော့တင်သွင်းလာရင်တော့ဒီ Honor 400နဲ့ Honor 400 Pro ဆိုပြီးတော့နှစ်မျိုးစလုံးပေါင်ဝင်လာမှလည်းဖြစ်ပါတယ်။ဆိုတော့လက်ရှိဖုန်းတစ်လုံးဝယ်ဖို့အတွက်တော်တော်လေးစဉ်းစားနေကြရတာဆိုတော့ဖုန်းတစ်လုံးဝယ်ပြီးတော့ရေရှည်လဲကင်ကျင်နေခဏခဏလဲလို့လည်းအဆင်မပြေဘူး။ဒီဇိုင်းပိုင်းလည်းခဏခဏ change နေကြလို့ minimalist style ပဲကင်ကျင်နေ software update များများလုပ်ကျင်နေအကျန်လဲခံကျင်နေ ဘက်ထရီအကြာကြီးခံရမယ်ဆိုတော့အသွင်းမြန်ကျင်တဲ့ကင်မရာပိုင်းကောင်းကောင်းတဲ့ AI features အစုံသုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီ Honor 400ဖုန်းကရွေးချယ်ရမယ်ဖုန်းတစ်လုံးဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ကြလားမဝယ်ကြဘူးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခံနိုင်ပါနောက်ဗီဒီယိုတစ်ပုံမှာတွေ့ပါမယ်